အားလုံးတာလီစောပါဒီကနေ့အီဘီလာ၃ရက်နေ့နရင်းဇရာရခိုင်တနင်္ဌာနာရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျွန်တော်ရှင်မဲစင်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေထဲမှာတော့မြန်မာနိုင်ငံမှာမလ28ရက်နေ့ကလုတ်ခဲ့တော်တဲ့ငလျင်နဲ့ပတ်သက်တဲ့သတင်းတွေကိုဦးစားပေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့မြန်မာနိုင်ငံမှာငလျင်အကြောင်းတည်ဆုံးသူ၃000ကျော်သွားပြီဆိုတဲ့သတင်း စစ်ကောင်စီကရပောင်း20အပြစ်ခဲ့ရစေတဲ့တဲ့နဲ့မြန်မာနိုင်ငံငလျင်အတွက် Nippon Foundation ကအမေရိကန်ဒေါ်လာ3သန်းထောက်ပံ့ပေးသွင်းမယ့်တဲ့နဲ့ပါဝင်တခြားစိတ်ဝင်စားစရာကောင်းတဲ့ပြည်တွင်းပြည်ပကတဲ့နဲ့ကိုဆက်လက်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်မြန်မာနိုင်ငံမှာငလျင်ကြောက်တည်ဆုံးသူ3000ကျော်သွားပြီလို့စစ်ကောင်စီကဒီကနေ့မွန်းလင်းပိုင်းမှာထုတ်ပြန်ထားပါတယ်ဒီကနေ့အီဘီလာ3ရက်နဲ့မနေ့7ရက်အထိကောက်ယူရရှိထားတဲ့ဇွန်းလီအရာဆိုရင် တနိုင်ငံလုံးအတိုက်တာနဲ့ငလျင်တဲ့တင်ခဲ့ရတဲ့ဒေသအားလုံးမှာငလျင်ကြောက်တည်ဆုံးသူ3085ယောက်တည်ဆုံးသွားပြီလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒဏ်ရာရှိသောသူ4900ကျော်နဲ့ပျောက်ဆုံးနေသူ300ကျော်ရှိတယ်လို့ဆိုထားပါတယ်။မြေပြင်မှာအခုဆင်းရဲထပ်ပုံမှုများပြားနိုင်တယ်လို့ကုညီကိစဲလောက်ကနေသူတွေကပြောဆိုကြပါတယ်။တည်ဆုံးမှုအများစုကမန္တလေးတိုင်းနဲ့စကိုင်းတိုင်းတို့မှာဖြစ်ပြီးလက်ရှိအခြေအနေထိခြောက်ပွေကိစဲတွေကိုဆက်လက်လောက်ကနေတယ်လို့သိရပါတယ်။ စစ်ကောက်စီကတနိုင်ငယ်လုံးအတိုက်တာနဲ့ရပောင်း20အပြစ်ခဲရစင်းမယ်လို့ကြေညာပြီးနောက် KAO ကလည်းခုခင်စစ်ကလေပြီးတော့ထိုးစစ်ကိုရပောင်း20အထိရဆိုင်ထားမယ်လို့ထုတ်ပြန်လာပါတယ်။ပြစ်ခဲရစင်းမယ်ကာလကတော့2025ခုနှစ်ဧပြီလနေ့ရက်နေ့ကနေ2025ခုနှစ်ဧပြီလ20နေ့ရက်နေ့အထိရပောင်း20ဖြစ်ပါတယ်။စစ်ကောက်စီရဲ့အပြစ်ခဲရစင်းရဲ့ထုတ်ပြန်ချက်အပိုင်းလေးပါအကြောက်အရာအချက်လက်တွေကိုတိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ တော်လင်းရင်တက်ဖွဲ့ဝင်တွေအပြင်မြန်မာတက်မတော်ကလည်းလိုက်နာဖို့လိုအပ်တယ်လို့ KIO ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ငလျင်တဲ့ခန်းစားခဲ့ရတဲ့မြန်မာနိုင်ငံပြည်သူတွေအတွက်အရေးပေါ်လူသားချင်းစာနာထောက်ထားမှုအကူအညီအဖြစ်နင်းပွင့်ဖောက်ဒေးရှင်းကဒေါ်လာ3သန်းကိုကူညီထောက်ပံ့ပေးတော့မှာဖြစ်တယ်လို့တင်ရရှိပါတယ်။ဒီကူငွေဒေါ်လာ3သန်းကိုအစားအသောက်နဲ့ဆေးဝါးတွေအတွက်အသုံးပြုတော့မယ်လို့ဆိုပါတယ်။ နီပွင်ဖောင်ဒေးရှင်းဟာမြန်မာနိုင်ငံမှာငလျင်အကြောင်းပျက်စီးသွားတဲ့ဒေသတွေအတွက်အစားအသောက်နဲ့ဆေးဝါးတွေအပါအဝင်အရေးပေါ်အကူအညီအမေရိကန်ဒေါ်လာ3သိန်းကိုထောက်ပံ့ပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီကနေ့ရခိုင်တရံတွေထိမှာတော့မောက်တော့မြို့မှာ3လအတွင်းဖောက်ထွန်းခွေသူတရာကျော်ကိုအေကဖမ်းဆီးအပစ်ပေးထားတဲ့တရံတွေကိုဆက်ပြီးတင်ဆက်ပေးတော့ပါမယ်။ပြီးခဲ့တဲ့ဇန်နဝါရီလ1ရက်နေ့ကနေဒီကနေ့ဧပြီလ3ရက်နေ့အထိ မော်ဒော့မြို့ပေါ်မှာဖောက်ထွန်းခွေယူသူရခိုင်နဲ့ဟိန္ဒူလူမျိုးတရာကျော်လောက်ကိုအေကဖမ်းဆီးပြီးပြင်မူးကြီးငယ်လာပြစ်ပေးနေတယ်လို့အေနဲ့နှင်းဆက်သူတွေကပြောပါတယ်။အဲ့ဒီတရာကျော်ထင်းမှာမော်ဒော့မြို့ပေါ်ကကုလသမဂ္ဂကလေးမြရေမွန်ငယ်အဖွဲ့ယုံကနေဗလာဆောက်အထုပ်တွေကိုခွေယူသူခေါင်းဆောင်၂ယောက်ကို ထောက်တဲ့၃နိုင်ထိချမှတ်ထားတယ်လို့လည်းဒေသခံတွေစီကနေသိရပါတယ်။နိုင်ငံတကာသတင်းတော်အနေနဲ့ဆီးရီးယားနိုင်ငံကယူကရိန်းကို အမေရိကန်ဒေါ်လာ၁.၆ဘီလီယံလောက်တန်ဖိုးရှိတဲ့စျေးကူညီအသစ်တွေကိုပေးမယ်လို့ကြေညာတဲ့အကြောင်းနိုင်ငံတကာသတင်းတွေမှာမနေ့ကဖော်ပြကြပါတယ်။အဲ့ဒီလိုကူညီတာဟာစစ်ပွဲတွေအဆုံးသက်ရဲ့ဆွေးနွေးပွဲတွေမှာယူကရိန်းရဲ့ရည်ရည်ချက်ကိုခိုင်မာစေဖို့ကူညီပေးချင်တာလို့ဆွီဒင်ကကွယ်ရေးဝန်ကြီးပေါ်ဂျော်ဆန်ကသတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။အခုဥရောပနိုင်ငံအားလုံးက ယူကရိန်းအပေါ်သူတို့ရဲ့ထောက်ခံမှုတွေကိုတိုးမြှင့်ဖို့လိုနေပြီလို့ဂျော်ဆင်က ပြောပါတယ်။ထောက်ပံ့ပေးတဲ့ငွေတွေထက်ကဆွီဒင်ငွေ9ဘီလီယံလောက်ကိုတော့ယူကရိန်းကာဂရီစစ်မှုလုပ်ငန်းအတွက်ဘန်ဒါရဲ့အလူငွေအဖြစ်လူကဲတော့မှဖြစ်တယ်လို့ဆိုပါတယ်။အခုအကူအညီအသေးတွေပါဝင်ဆွီဒင်ရဲ့စည်ရေးထောက်ပံ့မှုတွေဟာ2022ခုနှစ်ကတည်းကအခုထိစုစုပေါင်းဆွီဒင်ငွေဘီလီယံ80ကျော်ရှိသွားပြီလို့သတင်းတွေက ဆိုပါတယ်။ယူကရိန်းနဲ့အဖြစ်ခဲ့ရစီရဲ့သဖို့တူညီဖို့ ရုရှားကို Uber တက်တမန်တွေက မလ31ရက်နေ့မှာတိုက်တန်းခဲ့ပါတယ်ခင်ဗျာ။နရင်းစာတည်ထဏာကဒီကနေ့တည်တဲ့ဆိုင်မှုကတော့ဒီလောက်ပါပဲ။နောက်နေ့ဒီမှာလည်းထူခြားတဲ့တည်နေကိုဆက်ပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့နရင်းစာကထုတ်လွှင့်တဲ့တည်နေကို www.naringjaw.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube, Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ နွေင်္ဂျာရုပ်တင်ကိုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အားလုံးကျေးမွန်ရှင်လန်းကြပါစေခင်ဗျာ thank you